မင်္ဂလာပါခင်ဗျာအော်တိုဝါလာ24ရက်နေ့ရွှေရန်ကုန်ရဲ့တိမဲ့ဖွဲ့ရာသတင်းကပအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗလာဒီမာပူတင်နဲ့တွေ့ဆုံပွဲကိုဖျက်သိမ်းလိုက်သလိုရုရှားရင်နဲ့ကုမ္ပဏီကြီးတွေအပေါ်တန်ခတ်ပိတ်ဆို့ကြောင်းဒေါ်နယ်ထရန့်ကပြောတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဟန်ဂရီမှာတွေ့ဆုံမဲ့ဆွေးနွေးပွဲကိုဖျက်သိမ်းသလိုရုရှားရဲ့အကြီးဆုံးရင်နဲ့ကုမ္ပဏီကြီးနှစ်ခုကိုလည်းပိတ်ဆို့တန်ခတ်ကြောင်းအမေရိကန်သမ္မတကအော်တိုဝါလာ22ရက်နေ့ကအင်ဂျူရောမှာ နေတိုးအတွင်းမှုချုပ်မတ်ရူတာနဲ့တွေ့ဆုံချိန်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားကြောင်းသိရပါဗျ။ပူတင်နဲ့တွေ့ဆုံဆွေးနွေးပွဲကနေရလဒ်တစုံတရာထွက်ပေါ်လာနိုင်မှာမဟုတ်တဲ့အတွက်ဟန်ဂရီမှာပြုလုပ်မဲ့ဆွေးနွေးပွဲကိုဖျက်သိမ်းတာလို့ဒေါ်နယ်ထရန့်ကဆိုပါတယ်။အော်တိုဝါလာ22ရက်နေ့မှာပဲရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုကိုပန်နာယေးဝန်ကြီးဌာနရဲ့ပိတ်ဆို့တန်းခတ်တဲ့အမိန့်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်းထရန့်ကပြောပါတယ်။ကနအိဝင်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာရုရှားအနေနဲ့တပ်ဖြတ်မှုတွေရပ်တန့်ပြီးချက်ချင်းအပြစ်ရစဲရေးကိုသဘောတူဖို့တောင်းဆိုထားသလို ရုရှားရဲ့ Rasov ရေနံကုမ္ပဏီနဲ့လုပ်ငန်းခွဲ28ခု Lucky Y ရေနံကုမ္ပဏီနဲ့လုပ်ငန်းခွဲ6ခုတို့ကိုပိတ်ဆို့တန်ခတ်ကြောင်းဖော်ပြထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ Israel နဲ့ Hamas ကြားညီညာရေးသဘောတူညီချက်အောင်မြင်စွာဆက်လက်တည်ရှိနေမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Israel နဲ့ Hamas တို့ကြားညီညာရေးသဘောတူညီချက်ဟာအောင်မြင်စွာဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း American ဒုသမရ JD Vance Israel နိုင်ငံသို့ရောက်ရှိခြင်းပြောကြားခဲ့ကြောင်းသိရပါတယ်။ ရင်းရင်းရေးလုပ်ငန်းစဉ်ဟာမျှော်လင့်ထားရတဲ့ပုံမူကောင်းမွန်တဲ့အလားအလာများစွာမြင်ရကြောင်း၎င်းကပြောကြားပါတယ်။ဒဇာကန်တချို့ရဲ့ရုပ်လောင်းတွေကို Hermes အဖွဲ့ကပြန်လည်ပေးအရန်နှောင့်နှေးမှုနဲ့ပတ်သက်ပြီးနားလည်ပေးနိုင်ကြောင်း၎င်းကထုတ်ဖော်ပြောကြားပါတယ်။အကယ်၍ Hermes ကရင်းရင်းရေးသဘောတူညီချက်မှာပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက၎င်းတို့အားချိန်မုံပြေရမယ်လို့ Trump ရဲ့ပြောကြားချက်ကို American ဒုသမရ JD Vance ထပ်မံသတိပေးပြောကြားကြောင်းသိရပါတယ်။ Hermes အဖွဲ့ရဲ့သဘောတူညီချက်ပေါ်၎င်းရဲ့ဂရီကိုအများကိုလည်းထပ်မံအတည်ပြုခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆုံးတင်ပြမယ့်သတင်းကတော့လန်ဒန်မှာရှိတဲ့အစ္စရေးပေါင်ပေါင်းခါကိုမြန်တဖုံးဆွတ်ထားတဲ့ចောင်းသားများကကောင်းဖြတ်တက်မယ်လို့ချိန်ချောက်တဲ့သတင်းပဲဖြစ်ပါတယ်။ United Kingdom ဘီဒီနိုင်ငံလန်ဒန်မြို့မှာရှိတဲ့ City University of London ရှိစာသင်ခန်းတစ်ခုအတွင်းကိုမြန်တဖုံးဆွတ်ဆန္ဒပြသူများအော်တိုဘားလ22ရက်နေ့ကဒေါသတကြီးဝင်ရောက်လာခဲ့ကြကဂျူးလူမျိုးစီးပွားရေးပေါင်ပေါင်းခါတဦးကိုကောင်းဖြတ်တက်မယ်လို့ချိန်ချောက်ခဲ့တဲ့အပြင်၎င်းကစိတ်ရာဇဝဲကောင်းတဲ့နာဇီဝါဒီဖြစ်တယ်လို့ဆွဆွဲကြေးကြော်ခဲ့ကြကြောင်းဗီဒိန်သတင်းမီဒီယာ Sky News ကထုတ်ဖြစ်ရကို ရင်ဆိုင်ခဲ့ရသူပေါမောက်ခမိုက်ကယ်ဘင်ရဲ့ပြောကြားချက်ကိုပြန်လည်ရေးသားဖော်ပြခဲ့ပါတယ်သူတို့ကကျွန်တော်စီကိုလာပြီးမျက်နှာကိုကြည့်ပြီးအော်ဟစ်ကြတယ်လို့ပေါမောက်ခမိုက်ကယ်ဘင်က Sky News ကိုပြောကြားခဲ့ပါတယ်သူတို့ထက်ကတယောက်ကကျွန်တော်ကိုခေါင်းဖြတ်ပစ်မယ်လို့တောင်းချင်းချောက်သွားတာပဲလို့သူကဆက်ပြောခဲ့ပါတယ်မိုက်ကယ်ဘင်ကက1980ပြည့်နှစ်လွန်များအတွင်းမှာအစ္စရေးလုံခြုံရေးတပ်ဖွဲ့ IDF မှတာဝန်ထမ်းဆောင်ခဲ့ပြီးအစ္စရေးတပ်ကတော်နဲ့အဆက်အသွယ်ရှိခဲ့သူဖြစ်ပါတယ် ၎င်းအားယာရုမထုတ်ပယ်ရန်အတွက် City Action for Palestine ဟုခေါ်တဲ့ Israel စံကြေအုပ်စုကပြစ်မှတ်ထားတောင်းဆိုမှုနဲ့လဲခံခဲ့ရကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ City University of London ကတော့တက္ကသိုလ်အနေနဲ့၎င်းဝန်ထမ်းနဲ့ကျောင်းသားများရဲ့နှောက်ယှက်မှုကိုသိမခံနိုင်တော့ကြောင်းပမောက်ခဘင်ကပ်ကိုတက္ကသိုလ်နဲ့၎င်းရဲ့အကြီးချမ်းစီမံခန့်ခွဲမှုအဖွဲ့ကအပြည့်အဝပံ့ပိုးမှုရှိကြောင်းပြောကြားထားတယ်လို့သတင်းများကဖော်ပြထားပါတယ်ခင်ဗျာ။